อ๋อဟုတ်ဒီကိစ္စကဟိုပေါ့အဲ့ဒီ miss အမိอ่ะကျမစီကို9ရက်နေ့မှာလာအပ်တယ်ဝစ်ဆုံးအရင်ကလည်းသူတို့သားမိอ่ะကျမစီမှာမြန်မာ dress လည်းအပ်ဖူးတယ်ရိုးရိုးခေါင်းဝင်တွေလည်းအပ်ဖူးပါတယ်ပြီးတော့ကျမထုတ်တဲ့ ready to wear တွေကိုလည်းဝယ်ဝတ်ဖူးတဲ့ customer တွေလည်းဖြစ်တယ် miss လည်း miss တယောက်လည်းဖြစ်တယ် body အချိုးအစားကိုပေါ်လွင်အောင်ထုတ်တယ်နောက်တံပိုးကြီးလုံးဝရေစနာတွေကိုပေါ်လွင်အောင်လို့အတန်းနိုင်ကုန်ဖန်တီးပြီးတော့ထုတ်လုပ်ပေးခဲ့တယ် အော်မဟုတ်ပါဘူးရှင်ကျမစမွန်သာကဘသူ့ကိုမှမပေးဘူးပါဘူးရှင်သူကျမရဲ့ပညာတစ်ခုရကြံကျင်းနေပဲချုပ်လုပ်ပေးခဲ့တာပါရှင်အိနေကကြတော့လေသူကအရန်နောက်ကြနေတယ်တဲ့သွားဖို့အတွက်အရန်နောက်ကြနေတယ်အားကြောင့်မို့သူတို့အလော်တကြီးမနေ့ရှင်းနိုင်ဆယ်ရက်နေ့မနေ့ရှင်းနိုင်ကိုလာယူသွားတယ်အဲ့အချိန်မှာအဲ့ပွဲမှာလည်းသူအဲ့ဝတ်စုံကိုဝိတ်ခဲ့တယ်အဲ့လိုတခြားဒီဇိုင်နာတွေကစပွန်ဆာတောင်းထားတယ်လို့တခွန်းတစ်ပါးသားမှသူတို့ သားမီးညောကျွန်တော်ကကျမကိုပြောဆိုထားခဲ့ခြင်းလည်းမရှိဘူး။နောက်တစ်ခုကသူတို့သားမီးညောကျွန်မဆွေမျိုးလည်းမတော်ဆက်ခဲ့ဘူး။ကိုယ်ဒီမှာချုပ်နေကြ customer ဖြစ်နေတဲ့အတွက်ခင်မင်းရင်းနှီးကြရပဲရှိကြတာ။ဟောအဲ့ဘယ်ဘက်တရောင်းမှာသူကရွေးချယ်ခံပြီးတော့ရခဲ့တာပါရှင်။ customer တွေနဲ့တင်မဟုတ်ဘူး။မင်းသမီးတွေနဲ့လည်းအဲ့လိုမျိုးမဖြစ်ခဲ့ဘူး။ဘဝမှာဆယ်သူနှစ်တည်းသူကြတဲ့အထိအောင်ဘာပြဿနာမှမရှိဘူး။ အော်ကျမကအရန်ကိုအေးတဲ့အဲမှာပါရဲပေါ့နော်အဲ့လိုပွဲတွေပါလေဆိုတဲ့အဲ့လိုမရှာဘူးမီဒီယာရှေ့ကိုလည်းထွက်ခဲတဲ့လူတန်းသားမျိုးတွေမှာပါတော့ဘာပွဲမှလည်းမရှိခဲ့သလိုကတော့ကစားရေးဆိုတာလည်းမရှိခဲ့ဘူးရှင်မင်္ဂလာပါရှင်ဟုတ်ကျမကတော့ဒီဇိုင်နာစစချိုးပါရှင်ဒီဇိုင်နာ လောကကို2014မှာစတင်ဝင်ရောက်ပြီး2019မှာစိုင်းစားဖွင့်ခဲ့တာပါရှင်ဆယ်စုနှစ်တစုနီးပါးဖြစ်ခဲ့ပြီပေါ့ဟုတ် ဒီမှာစိတ်ချောင်းလေးတက်တရာကိုပချီရုပ်ကလေးဆွဲပြီးတော့အဲ့လိုအလှဆင်ရတာကိုသဘောကျပါတယ်ဟန်မိတ်လေးလုပ်ခဲ့ရတာကိုလည်းသဘောကျတဲ့အတွက်ဒီလုပ်ကိုစိတ်ဝင်စားခဲ့တာပါအိမ်အဖြစ်ခင်ခဲ့တာတော့တရားသူကြီးပေါ့ဒါပေမဲ့ကိုသဘောကျတဲ့အလုပ်ကိုပဲရွေးချယ်မိလိုက်တာပါခက်ခဲရလည်းအများကြီးပဲရှိပါတယ်စူးစမ်းအထောက်ခဲရလည်းအများကြီးရှိပါတယ်ရှင်ပိဆက်ခဲရလည်းအများကြီးကိုကြောက်ဖြတ်ခဲ့ရတာပါအဝေးတစ်ခုလာအပ်ပြီဆိုတာနဲ့လာအပ်တဲ့ customer ရဲ့ body ကိုကြည့်ရပါတယ် သူ့ရဲ့မျက်နှာပုံမြင်ကိုကြည့်ရပါတယ်သူနဲ့အလိုက်ဖက်ဆုံးဖြစ်မဲ့ဟာကိုဒီဇိုင်းကိုရွေးချယ်ရပါတယ်ကာလာကအစရွေးချယ်ပြီးတော့အကြံဉာဏ်ပေးရပါတယ်ရှင်ဟုတ်ပါတယ်မင်းသမီးဝီလာကြီးနောက်မင်းသမီးမင်းမင်းမိုးညတော့မင်းသမီးညီဝင်လက်မင်းသမီးစုဝဲကြီးနောက်ပြီးကြတော့မေချေမာဆိုလို့ရှိရင်ခခဆန်းဟုတ်အခုအေးချွေကြီးအောင်တွေ့လဲဒီမှာချုပ်ပေးထားပါတယ်။နောက်တစ်ခါကျတော့ဟိုစုဝတီကြီးပေါ့ အဲသူတို့အတွက်ဆိုလည်းဒီမှာအများကြီးချုပ်ပေးခဲ့ပါတယ်။အာမင်းသမီးဝေလာကြီးအတွက်ဆိုလို့ချင်းရုပ်ရှင်ကားကြီးတကားစာလုံးထိအောင်ကိုချုပ်ပေးပြီးပါတယ်။အခုလက်ရှိလည်းမင်းသမီးရဲ့အတွက်ချုပ်ပေးနေပါတယ်။ဟုတ်တခြား customer ကြီးလည်းလက်ခံပါတယ်ရှင်။ကျွန်မက single မလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အရန်ပုံမှန်လူတို့တယောက်တစ်ဆိုင်ပို့ပြီးတော့အရန်စူးစမ်းခဲ့ရတယ်။ကလေးကဒီလောက်ကောမှာအရန်ဝါသနာပါလို့ဒါမနေ့စူးစမ်းကြော်ဖြတ်လာတော့ဒီချင်းကြီးတစ်ခုကိုရောက်လာတာပါ။ ဆင်းရဲကြရတဲ့အချိန်ကြီးလည်းရှိခဲ့တယ်။ကြော်ရှင်ရတဲ့အချိန်ကြီးကိုလည်းချက်တန်းခဲ့ရတယ်။ဒါပေမဲ့ကိုဝါသနာပါတာကိုလှုပ်ရတဲ့အတွက်အရန်ကိုအဆင်ပြေတဲ့စိတ်ကစိတ်သက်ကြသွားလေကိုဝါသနာပါတာကိုလှုပ်တဲ့အတွက်ပြန်ကြိုးစားမိတယ်။အဓိကကတော့ဒီအလုပ်ကကိုဝါသနာပါတာလှုပ်တယ်။နောက်တစ်ခုကသူများတွေကိုခဏပေါပလေးတွေဖြစ်သွားတာမျိုးကိုမြင်ရရင်အရန်သဘောကျတယ်။နောက်ပါတဲ့မိန်းကလေးတွေကိုကြည့်ရတာကိုလည်းသဘောကျတယ်ပေါ့နော်အဲဒါကြောင့်မို့ဒီအလုပ်ကိုပို့ပြီးတော့ကို ဝါသနာပါတယ်မိန်းကလေးတွေကိုပို့ပြီးတော့လဲလှစီချင်တာရှင်ဟုတ်အလုပ်တစ်ခုလုံးဖို့ဆိုလို့ရှိရင် customer လာတဲ့အခါ customer ရဲ့ပုံမှန်သက်တမ်းရဲ့ကြိုးရည်တွင်ပြင်းရဲ့အမှုရာရဲ့ကိုကြည့်ပြီးဒီဇိုင်းဖန်တီးရဲ့နောက်တစ်ချက်ကကြတော့ customer အတွက်ဆိုလို့ရှိရင်ဒီဇိုင်းအရောင်ကအစအကြံဉာဏ်ပေးရတယ်အဲဒီတော့မှ creation တွေကိုဖန်တီးပြီးတော့ချုပ်လုပ်ပေးရတာရှင်ဟိုမင်းသမီးရဲ့ celebrity တွေမှမဟုတ်ပါဘူးရိုးရိုး customer ပုံမှန်လူတွေအတွက်လဲကျွန်မအဲ့လိုပဲစဉ်းစားတွေးခေါ်ပြီးနှလုံးသားတွေက ခံစားချက်နဲ့အကုန်လုံးကိုချုပ်ပေးတာပါအကုန်လုံးအကောင်းဆုံးအလှဆုံးဖြစ်စေချင်တာတော့စေတနာပဲရှင့်ဟုတ်တယ်တခင်းနဲ့တခင်းနဲ့ကြားမှာ trans ဖြစ်ဖို့အတွက်ကိုကျမတို့ကနိုင်ငံခြားကဟာတွေကိုလည်းကြည့်ရတယ်လေ့လာရတယ်ဥပမာအနေနဲ့ miss ware တွေမှာဆို miss ware တွေကနိုင်ငံခြားဟာတွေအတွက်ဆိုလို့ရှိရင်လည်းဘယ်လိုမျိုးတွေဖြစ်နေလဲဓာတ်တွေကို train ယူရတယ်ကိုယ့်ရဲ့ senior ဆရာသမားတွေရဲ့အကြံဉာဏ်ပေးမှုကိုလည်းလက်ခံရတယ်အမကြတင်ကြမှုတွေကိုလည်းအဆက်မပြတ်လစ်လာတင်ယူနေရတယ်အခုချိန်ထိလည်းကျွန်မလစ်လာတင်ယူနေသေးပါ ထမဆုံးဒီဇိုင်းသင်ငန်းတင်တော့ကတော့ဒီမှာတက္ကသိုလ်ကျောင်းသူဘွားပေါ့အဲ့မှာကျတော့ဟိုတက္ကသိုလ်ကျောင်းမှာကျမတို့တက္ကသိုလ်စားတဲ့အချိန်မှာပေါ့နော်မဝတ်ဆောင်လေးစားဝတ်ရတဲ့အချိန်မှာဒီမှာအရန်ကိုအဲ့ချုပ်လုံးမှုပိုင်းကိုပို့ပြီးတော့ကိုလှုပ်ချင်သွားတယ်အဲ့ဒါနဲ့စပြီးတော့တက်ဖြစ်တာတက်ဖြစ်ရင်းကနေပြီးတော့ကိုဝါသနာပါတဲ့အလုပ်နဲ့ထပ်တူကြလာတယ်ဆိုတာခံစားမိလို့အဒီလောကတွေကိုထဲထဲဝင်ဝင်ဝင်ရောက်လာတာအာလက်ဦးစရာကတော့တီချဲချိုးပါရှင့်ဟုတ် နောက်ပြီးကျတော့ဒီချဲအေးသွဲအဲဒီချဲချိုနဲ့ကျတော့နှစ်လောက်ပေါ့ဒီချဲအေးသွဲဒီမှာကျတော့ကျမတို့ post တစ်ခုသာဒါပိုင်းမဲ့ကြခဲ့ပါတယ်ဟုတ်ထမတော့စပြီးတော့တင်တဲ့အချိန်မှာတော့ခက်ခဲတယ်နောက်ဆုံးဟိုစိတ်ကလေးတက်တာအစားခက်ခဲခဲ့တာပေါ့နော်အရာအလုံးကိုဝါသနာပါတာနဲ့ပဲကြော်ဖြတ်ရတဲ့အတွက်အစင်တော့ပြေသွားတယ်အကုန်လုံးအကုန်လုံးကတော့စူးစမ်းအထောက်အရတာပါရှင် ကစားမအပ်တဲ့အချိန်မှကြာရင်ကျမပထမဦးဆုံးအချိန်ကတော့မဖြစ်မနေကျမအတွက်ဖီတင်ချပေးရပါတယ်ဖီတင်ချပေးပြီးရဲ့အခါမှာနောက်ခါလေးကြာရင်မအားလက်လို့ပဲဖြစ်ဖြစ်ကိုယ်တိုင်းမလာနိုင်လို့ပဲဖြစ်ဖြစ်အချိန်မမီတော့လို့ပဲဖြစ်ဖြစ်လာယူရဲ့အခါမှာဖီတင်ချကြမလို့ကျမတေးသေးချာချာကိုစီစစ်ပြီးမှကစားမလက်ထဲကိုအပ်ပေးတာအများကြီးအဲ့လိုမျိုးတော့မရှိခဲ့ဘူးရှင်ကစတမာတွေနဲ့တင်မဟုတ်ဘူးမင်းသမီးတွေနဲ့လည်းအဲ့လိုမျိုးမရှိခဲ့ဘူးဘဝမှာဆယ်သူညတစ်သူကြတဲ့အထိအောင်ဘာပြဿနာမှမရှိဘူး ။အော်ကျမကအရန်ကိုအေးတဲ့အထဲမှာပါတယ်ပေါ့နော်အဲ့လိုပွဲတွေပါလေဆိုတဲ့အဲ့လိုမရှာဘူးမီဒီယာရှေ့ကိုလည်း track ခဲတဲ့လူတန်းသားမျိုးတွေမှာပါတော့အပွဲမှလည်းမဖြစ်ခဲ့သလိုခရောက်ကစားရေဆိုတာလည်းမရှိခဲ့ဘူးရှင်။အော်ဟုတ်ဒီကိစ္စကဟိုပေါ့ဒီစိန်ညန်းတော်ရဲ့ရှိုးပွဲမှာဝင်ဖို့ဆိုပြီးတော့အဲ့ဒီ miss အမီကကျမစီကို9ရက်နေ့မှာလာအပ်တယ်ဝတ်ဆုံးအရင်ကလည်းသူတို့သားမီးကကျမစီမှာမြန်မာ dress လဲအပ်ဖူးတယ် ိုးရိုးကောင်းဝင်နေလဲအပ်ဖို့ပါတယ်ပြီးတော့ကျမထုတ်တဲ့ ready to wear တွေကိုလည်းဝယ်ဝတ်ဖူးတဲ့ customer တွေလည်းဖြစ်တယ်အဲ့ဒီကကျမစီကိုစိတ်ညမ်းတော်ပွဲတွေဝင်မယ်ဆယ်ရက်နေပွဲမှာဝင်မယ်ဆိုပြီးတော့လာအပ်တယ်အဲ့ကြောင့်ကျမလက်ခံလိုက်တယ်အဲ့ဒါကိုလက်ခံလိုက်ပြီးတော့ချုပ်လုပ်ပေးရဲ့အဲ့ကောင်မလေးရဲ့အားကြတော့စိတ်ညမ်းတော်ပွဲဖြစ်နေတဲ့အတွေ့အကြုံမှုလို့ကျမက body miss လဲ miss တယောက်လဲဖြစ်တယ် body အချိုးအစားကိုပေါ်လွင်အောင်ချုပ်တယ်နောက်စိန်ငန်းတော်ရဲ့ရှိုးပွဲဖြစ်တဲ့အတွက်စိန်ငန်းတော်ရဲ့တံပိုးကြီးလုံးဝ ရဲစနာတွေကိုပေါ်လွင်အောင်လို့အတန်းနိုင်ဆုံးဖန်တီးပြီးတော့ချုပ်လုပ်ပေးခဲ့တယ်။အော်မဟုတ်ပါဘူးရှင်။ကျမစမွန်သာကဘသူ့ကိုမှမပေးဘူးပါဘူးရှင်။သူကျမရဲ့ပညာတစ်ခုရကြံကျင်းနေပဲချုပ်လုပ်ပေးခဲ့တာပါရှင်။ဟုတ်ကဲ့ရှေးရှေးမှာတော့အလိုအပ်ခဲ့ပါတယ်ဝတ်စုံတွေနောက်မှကြာခုလက်ရှိလဲအဲ့နေ့တွေကကျမတို့အလိုအဝတ်တွေအများကြီးကိုပေးခဲ့တာပါရှင်ဒီဝတ်စုံတစ်ခုကိုပဲသူဆက်ရဲနေကိုအလင်းလိုချင်တာဖြစ်သွားတာနောက်မှသူ့ကိုမချုပ်ပေးရတဲ့ဝတ်စုံတွေအများကြီးပါမယ်သူ့အမေကိုယ်တိုင်လာအပ်ပေးခဲ့တာပါ အင်းလေးကကြတော့လေသူကအရန်နောက်ကျနေတယ်တဲ့သွားဖို့အတွက်အရန်နောက်ကျနေတယ်အားကြောင့်မို့သူတို့အလော်တကြီးမနေ့ရှင်းနိုင်ဆယ်ရက်နေ့မနေ့ရှင်းနိုင်ကိုလာယူသွားတယ်လာယူတော့အဲ့တိုင်းလေးပဲကျမထည့်ပေးလိုက်တယ်ဒါပေမဲ့ fitting တော့မချပေးလိုက်ဘူးဒါပေမဲ့ကျမအရင်တည်းကချုပ်ပြီးသားလူဖြစ်နေတဲ့အတွက် fitting မချပေးမဲ့လဲပုပ်ပုပ်ကိုယုံကြည်ရဲ့မင်းသမီးတွေလည်းဒီလိုပဲကျမ fitting တစ်ခါချပြီးသွားရင်အဆင်ပြေသွားတယ်ပေါ့နော်အဲ့လိုမျိုးနဲ့ပဲထည့်ပေးလိုက်တယ်အဲ့ချိန်မှာအဲ့ပွဲမှာလည်းသူအဲ့ဝတ်စုံကိုဝိတ်ခဲ့တယ်အဲ့လိုတခြား designer တွေက စပွန်ဆာတောင်းထားတယ်လို့တခွန်းတစ်ပါးသားမှသူတို့သားမီးနှစ်ယောက်ကျွန်တော်ကကျမကိုပြောဆိုထားခဲ့ခြင်းလည်းမရှိဘူး။နောက်တစ်ခုကသူတို့သားမီးနဲ့ကျမဆွေမျိုးလည်းမတော်ဆက်ခဲ့ဘူး။ကိုယ့်ဒီမှာချုပ်နေကြကတ်စတမာချင်းနေတဲ့အတွက်ခင်မင်းရင်းနှီးကြရပဲရှိကြတာ။ဟောအဲ့ဘယ်ဘက်တရောင်းမှာသူကရွေးချယ်ခံပြီးတော့ရခဲ့တာပါရှင့်။ကိုယ့်ကိုယ်ကိုဒီဇိုင်းဒီလောကဒီဇိုင်နာအချင်းချင်းကိုအချင်းချပြောဆိုတဲ့အခါမှာစိတ်မကောင်းတာတွေအများကြီးဖြစ်ရပါတယ်ရှင့်။ဒီလောကမှာတယောက်နဲ့တယောက်ဖေးမကူညီလက်တွဲပြီးတော့သွားစီခြင်းလား။ အားလုံးကဒီလောကကြီးထဲမှာအကုန်လုံးလူကိုလူလို့ပဲမြင်နာမည်ကြီးတာမကြီးရဆိုနဲ့နာမည်မကြီးပင်မဲ့လေလူတိုင်းမှာသူ့တန်ဖိုးရှိရယ်သူ့ပညာရရှိရယ်ဒီဒီဇိုင်နာလောကမှာဆိုနာမည်မကြီးပဲနဲ့အရန်ကိုကျွမ်းကျင်တဲ့ဆရာသမားတွေမြောက်များစွာလည်းရှိနေရယ်အားအကြောင်းမို့လို့ကိုယ့်ကိုအဲ့လိုမျိုးနှိမ့်ချပြောဆိုတဲ့အချိန်မှာတော်တော်လေးကိုခံစားခဲ့ရပါရှင်လူကိုလူပြီးလူလို့မြင်ပြီးတော့ဒီဇိုင်နာအချင်းချင်းဖေးမကူညီပါနှိမ့်ချပြောဆိုခြင်းတွေကိုရှောင်ကျင်ပေးပါလို့ ကျွန်မဖုန်းတာမပေးတတ်ဘူးရှင်ဟုတ်ဟုတ်ကဲ့ကျွန်မရဲ့ပညာတန်မိုးတစ်ခုကိုယူပြီးတော့ပဲအမြဲတမ်းချုပ်လုပ်ပေးခဲ့တာပါရှင်နောက်ပိုင်းကြာရင်တော့ကျမအားလက်တဲ့အခါမျိုးတွေကြားလို့ရှိရင်တော့စပွန်ဆာတွေပေးဖို့ရည်ရွယ်ထားပါတယ်။အဓိကတော့ကျမကစပွန်ဆာပေးပြီးမလုပ်ပေးနိုင်ဘူးဆိုတာကဘာဖြစ်လို့လဲဆိုတော့ကျမခလေးတစ်ဖက်နဲ့ဖြစ်နေတဲ့အတွက်ခလေးကငယ်သေးရတောက်လျှောက်မှာခလေးငယ်ခဲ့တဲ့အတွက်ကျမစပွန်ဆာပေးပြီးတော့မလုပ်နိုင်ဘူး။ကျမတခုခုကိုလုပ်မယ်ဆိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့လုပ်တတ်တဲ့လူငန်းသားမျိုးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မှုလို့ အဲ့ဒါကြောင့်မလို့ကျွန်မပထမပွဲတွေမှာစပွန်ဆာပေးဖို့ငင်းခဲ့တာပေါ့နော်ဒါပေမဲ့နောက်ပိုင်းတွေကျရင်ကျွန်မစပွန်ဆာတွေပေးဖို့အများကြီးတုတ်သွားမှာပါတခြားကုညီရမယ့်ကိစ္စတွေလည်းအများကြီးကုညီပေးဖို့လုပ်ပါအောင်ပါအခုလောလောဆယ်ချုပ်ပေးနေရတော့မင်းသမီးဝေလာကြီးကိုချုပ်ပေးနေရပါရှင့်ရုပ်ချင်းကားရိုက်ဖို့အတွက်ကျွန်မချုပ်နေရတာပါရှင့်ဟုတ်ဝေလာကြီးကကျွန်မဒီမှာအမြဲတမ်းအပ်ပါလေရှင့်အဲ့ဒါကင်မရာဆိုတဲ့ရုပ်ချင်းကားမှာဆိုတဲ့တကားလုံးဒါအတွက်ကိုအခက်ပူးပါတယ် တကယ်မင်းသမီးတွေအဲ့တဲ့ခါကျရင်မင်းသမီးအမေနဲ့ကျမနဲ့ညှိနှိုင်းပြောဆိုပြီးတော့အဆင်ပြေမဲ့အထားကိုရွေးချယ်ပြီးတော့ပဲအမြဲတမ်းချုပ်လုပ်ပေးဖြစ်တာပါရှင်။ဟုတ်သူတို့တွေကတော့ကိုချုပ်ပေးတာကိုအရန်သဘောကျကြပါလေသဘောကျတဲ့အတွက်ကြောင့်မလို့အမြဲတမ်းလို့တို့လာအပ်နေတာပါရှင်။အာဆက်ချက်ဒီဒီဇိုင်နာလောကမှာဟိုကိုစီကိုအဆက်မပြတ်လာအဲ့ကိုကိုကြိုက်လို့လေကိုစီကိုမလာတော့ဘူးကိုဥပကိုမွေးတော့ဘူးဆိုရင်ဒါကိုကိုမကြိုက်တာပေါ့နော်။အဲ့ဒီပြဿနာကလေဘလို့ပြောမလဲဆိုတော့ကျမက ဆိုင်ဖွင့်ထားတယ်တောင်းကလာမြတာလမ်းပေါ်မှာအဲ့ကျတော့ customer လာအပ်တယ်ကျမဒီမှာချုပ်ဖွင့်နေကြတဲ့အတွက်ခမလို့လက်ခံပြီးချုပ်တယ်အဲ့ဒီအဲ့ဒီချိန်တို့ကျင်တယ်ကျမအဆင်ပြေအောင်ချုပ်တယ်ကျမကိုလာအပ်တဲ့ခေါင်းစဉ်ကစိန်ညမ်းတော်ဆိုတဲ့အတွက်ချက်ချက်ကက်ကက်ကလေးနဲ့ယတနာပေါ်တင်အောင်ချုပ်ပေးလိုက်တယ်အဲ့လောက်ကလေးပဲကျွေးသွားတယ်ကျွန်တော်ကျမမသိဘူးစပွန်ဆာယူရလည်းမသိဘူးအဲ့ပုံမှာလည်းဘာမှမသိဘူးဒါပေမဲ့အခုလိုမျိုးတွေမီဒီယာတွေပေါ်ထိအောင်ဖြစ်လာတဲ့အတွက်ကြောင့်မို့လို့အခုလိုအားလုံးတည်အောင်ကျမက ရှင်းပြခြင်းပဲဖြစ်တယ်။ပွဲချခြင်းလည်းမဟုတ်ဘူး။မီဒီယာရှေ့ကိုကျွန်မတော်တော်ထွက်ခဲ့ပါတယ်ရှင်။ပညာရှင်အချင်းချင်းလေးစားပေးကြပါလို့။ဝမ်းနေတာပေါ့ရှင်။ဟုတ်အရန်ဝမ်းနေတယ်။မျက်ရည်တွေပါကြားလောက်အောင်ထိကိုဝမ်းနေကြရတာရှင်။ပညာဒီပညာရရဲ့အတိတ်အနောက်ကိုသိရတာနဲ့တံပိုးမထားတဲ့ခံစားချက်ကဘာနဲ့မှမတူရှင်။နှိမ့်ချပြောဆိုတာလို့ခံယူမိတာပေါ့နော်။ ကျမတို့ဒီဇိုင်နာလောကမှာလေပညာတွေကသင်လို့မကုန်ပါဘူးရှင်။အမြဲတမ်းလေ့လာသင်ယူအားထုတ်နေပါကျမကိုကျမလည်းပညာတွေအရင်ပြည့်ဝပြီအရင်တော်တက်နေရလို့လည်းမခံယူထားပါဘူးရှင်။အခုချိန်ကြီးလေလေ့လာနေရသေးပါသင်ယူနေရသေးပါရှင်။နောက်လည်းလေ့လာရအောင်မှသင်ယူအောင်မှပါပဲ။အခုနောက်ပိုင်းတော့ time သိန်းကြီးထပ်ထုတ်ဖို့ရှိရဲ။နောက်ပြီးကြတော့ဗမာဝစ်ဆောင်ဘက်ကို ထုတ်ဖို့ရှိရဲ။နောက် evening ground တွေထုတ်ဖို့လုပ်ထားတယ်ရှင်။ဟုတ်အဲ့ဒီအတွက်ဒီလေနောက်ပိုင်းကျရင်ကျမပုံနေနဲ့ထွက်လာပါလိမ့်မယ်ရှင်။ အဲထိုင်တိုင်းကြီးကြတော့ကျမဗမာကာချာဘက်ကိုရောက်စီရဲ့အရာမျိုးတွေကိုပို့ပြီးတော့အားတန်းနေရှင်ဘာလို့လဲဆိုတော့ထိုင်တိုင်းဆိုတော့ကျမတို့ရဲ့ရိုးရာဝတ်စုံဖြစ်နေတဲ့အတွက်ဘမကချာကိုအဓိကပြချင်တာပေါ့နော်အဲ့လိုမျိုးတွေတော့ကျွန်မဖန်တီးဖို့စူးစမ်းနေရရှိပါတယ်ရှင်ဟုတ်ကဲ့စိတ်ကိုတော့အနှောက်အယှက်ဖြစ်စေရရှင်အဲ့မှကြတော့ဝမ်းနည်းမှုလည်းဖြစ်စေရဲ့အဲ့ဒီချိန်ကျတော့အလုပ်တွေမှာတော့စိတ်ထိခိုက်စရာကြီးကျုံ့တွေ့သွားတာပေါ့နော်ကျွန်မပူစူးစမ်းရမယ်လို့ခံယူထားရရှင်အဲ့လိုဝေဖန်တိုက်ခိုက်မှုတွေများလေကျွန်မရဲ့ ပို့ပြီးတော့စူးစမ်းဖို့ခွန်အားရလေပါပဲရှေးဆက်သွားဖို့အတွက်ဆိုရင်တော့ကျမကိုယ့်ရဲ့ဝမ်းစာပညာဝမ်းစာကိုအရင်ဆုံးဖြည့်ဖို့အတွက်ကိုစူးစမ်းနေတယ်ဝမ်းစာဖြင်းတဲ့အကောင်းဆုံးလူတွေကိုအကောင်းဆုံးဆိုတဲ့အရာတွေကိုပေးခြင်းလေအလားပါဆုံးဖန်တီးပေးခြင်းနဲ့မင်းသမီးတွေမှမဟုတ်ဆယ်ရီဘရီတွေမှမဟုတ်တမန်လူတွေအတွက်ပါကျမအလားဆုံးဖန်တီးပေးခြင်းလေလက်ရှိမှာတင်နေမပေးနိုင်ရှင်ကျမခလေးတစ်ဖက်နဲ့ဖြစ်နေလို့ဟုတ် နောက်ပိုင်းကျရင်တော့တင်ငန်းတွေဖွင့်ထားဖို့အချိန်ရှိပါလိမ့်ရှင်။ဟုတ်ကဲ့ဆယ်စုနှစ်တစုကျော်ထိအောင်ပြုံးပြန်လာခဲ့ပါလိမ့်ရှင်။အမေ့ဦးပေါ့။ဟုတ်အမေကတော့အမေနဲ့အမားလုပ်တဲ့သူကတော့ကိုယ့်ရဲ့အားကိုးရာနန်းနိုင်တစ်ခုပေါ့။အမေနဲ့အမားကတော့ကိုယ့်ကိုဝမ်းမနည်းဖို့ရှေ့ကိုဆက်ဖို့အရာအလုံးကခွန်အားတွေအဖြစ်ပြောင်းလဲပေးဖို့အမြဲတမ်းတိုက်တွန်းနေရှင်။ဒီလိုမျိုးယက်တီနိုင်တာလေအမေနဲ့အမားရဲ့ကျေးဇူးတွေနဲ့ခုကြောင့်အထိယက်တီနေနိုင်တာသူတို့ပေးတဲ့စိတ်ခွန်အားတွေကကျမတို့ရဲ့ရှေ့ဆက်ဖို့ခွန်အားတွေပဲ။ အရန်ပြောတယ်ရှင်တစ်ခါလေကြာရင်ခမင်းစားချိန်လည်းမေ့တယ်အဲ့ချိန်လည်းမေ့တယ်တစ်ခါလေကြာရင်မနေ့6နာရီလောက်ဒီမှာဟဲမိုးလင်းသွားပြီလားအထီအောင်တောင်ဖြစ်ရတယ်ပေါ့အခြေအနေတွေရှိခဲ့တယ်ရှင်အရန်ဗီဒီဖြစ်ကြဒုတိယလှသွားကိုလုတ်ပေးလိုက်တဲ့အရာမှာအရန်လှသွားတယ်ဆိုရင်ဒီကဘာနဲ့မှလဲလို့မရတဲ့ခံစားချက်အပြည့်ရတယ်ရှင်။အာလူလူချင်းတန်ဖိုးထားပြီးပညာရှင် အချင်းချင်းဒေစာပေးကြပါလို့အရာအလုံးကသူ့တန်ဖိုးသူ့ရဲ့ ရိတ်တန်နဲ့သူ customer နဲ့အကုန်ရှိပြီးသားမဟုတ်လို့တမိုးထားသက်ဆိုင်ပေးဖို့ပြောချင်ပါတယ်ရှင်။